မင်္ဂလာပါရှင်။မဝင်ចောင်းတော်ရန်နေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမရှင်မင်းကံဘလူရဲ့ဘွားမေစိန်နဲ့စုံညီနောင်ဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။ဒီနေ့မှာတောင်ထုံးရွာစီကိုအသက်80ကျော်ရွယ်ဖိုးကြီးတယောက်ရောက်လာတယ်။ဒီဖိုးကြီးနာမည်ကိုဦးမြဲလို့ခေါ်တယ်။လူတိုင်းကဘူးမြဲလို့ခေါ်ကြတယ်။ဘူးမြဲကနေလေးစေကူတာပေးတဲ့စေးဆရာကြီးလိုလူများအသိကြတယ်။အခုတော့ဘူးမြဲတယောက် တောင်တွန်းရွာဖုန်းကြီးကျောင်းကိုရောက်လာခဲ့တယ်။တပည့်တော်ကနေရာတည်ချက်မရှိပါဘူးဗျာ။တပည့်တော်တက်မြောက်ထားတဲ့ပညာလေးနဲ့နေရီရွာတွေကိုလှည့်လည်စေကုပေးနေတဲ့သူပါဗျာ။ဘူမီရဲ့အကြောင်းနိုင်ဆရာတော်ကိုရှောက်တင်ပြီးတဲခုခွင်တောင်းတယ်။ဆရာတော်ရဲ့ခွင့်ပြုတော့မှတောင်တွန်းရွာထဲမှာရှိတဲ့ဇေဝကုသကျင်းသူတွေထံတိမ်တဆင်းကုသပေးရှာတယ်။တောင်တွန်းရွာထဲမှာဘူမီရဲ့တရင်တွေပြန့်လွင့်နေတယ်။ဘူမီရဲ့အသက်ကသာကြီးလာ၏။တော်လီတွက်လက်တော့ အမလီတွက်လက်တာတက်စေကုပေးတာလေစေတနာပါသေးနောက်ပြီးငွေကြေးရလေစေတနာရှိတဲ့လောက်ပေးတဲ့မပေးနိုင်ရင်လေသမင်းလေးတနည်းလောက်ကျွေးလိုက်ရင်ရတယ်ဆိုပဲဟုတ်ပါဟုတ်ပါတော်စေတနာကောင်းတဲ့စေးစရာကြီးပါဗျာရွာသူရသားတွေပြဆက်ပြမှာဘူးမြဲရဲ့တရင်ဟာပြန့်လွင့်နေတော့တယ်အမေဟေးရွာထဲမှာစေးစရာကြီးတယောက်ရောက်နေတယ်တဲ့ဘေးကစေးစရာကြီးနဲ့သမီးရဲ့နေရီရွာကြီးလှည့်ကုပ်ပြီးတဲ့စေးစရာကြီးတဲ့ရွာထဲကလူတွေကတော့ နာစေးချောင်းစုအစဘူးမြေဘူးမြေနဲ့တွားနေတာတက်ကလည်းတော်ကြည့်ပြီမေဒါပေမဲ့ဖိုးရတက်တက်လက်လက်ရှိတော့မေအေးလေရွာအတွက်ကောင်းတာပေါ့ကျုံလည်းအိမ်ခေါ်ပြင့်ကျင်နေမေကြီးကဘာဖြစ်လို့တော့ဟဲ့ဖြစ်တာတော့မရှိပါဘူးမေနောက်ကျုံးလေးပါလေတက်ချင်တယ်လို့လို့ဇက်တွေကခလေးလေးဖြစ်နေလို့ပါအိုးအေးညတူမှရှင်ညို့ဖော်ပေးပါလိမ့်မယ်သူတစ်ပါးကိုအပူမပေးစမ်းပါနဲ့မိဝင်းရင်အမေကလည်းဒါဆိုထမင်းလေးဖြစ်ဖြစ်တော့ကျုပ်ဖိတ်ကျွေးကျင်နေတော့ ဒါဆိုရင်ညီသဘောပဲဖိတ်လိုက်ဖိတ်လိုက်ထမင်းဟင်းလေးတော့တေချာပြင်ဆင်ကြွေးပေါ့ဟုတ်ကဲ့မေဒေါ်ဝင်းဘူးမြကိုထမင်းဖိတ်ကြွေးခွင့်ရလို့ဝမ်းသာနေတယ်ဘူးမြကိုထမင်းဖိတ်ကြွေးနိုင်ဖို့လဲဘိုးရင်ကျောင်းကိုသွားပြီးတေချာဖိတ်ကြားခဲ့တယ်စိတ်ချရင်ဘိုးကိုကြုတ်ကိုယ်တိုင်လိုက်ပို့ပေးမယ်အေးပါငါသူရဲ့နင်းလေးအိမ်မှာစားသွားဟုတ်ကဲ့ရှင်ဘိုးရင်ကျောင်းသားငါသူရဘူးမြကိုသူကိုယ်တိုင်လိုက်ပို့ပေးမယ်လို့ဒေါ်ဝင်းကိုဂရုပေးတယ်ထမင်းဖိတ်ကြွေးတဲ့နေ့ကိုရောက်လာတော့ ဘူးမြင်းနဲ့တူငသွင်းမှလိုက်လာတယ်။ဘူးမြင်းကချီနွယ်အိတ်လွယ်ပြီးသူ့ရဲ့ငကုပုံစံဖြစ်တဲ့မျက်နှာသားပြုံးပြုံးလေးနဲ့လိုက်လာတယ်။ဝမ်းမေစင်ကဘူးမြင်းကိုမြင်တော့အကဲခန့်နေတယ်။ဘူးမြင်းရဲ့ကောင်းမှာစပင်ကကျို့လို့ကျဲတဲ့သားရှိပြီးအဲဒီကျို့လို့ကျဲတဲ့စပင်ကဖြူဖွေးနေတယ်။ကျို့ဝင်းထိုင်မယ်နော်။ထိုင်မှထိုင်မှငသွင်းမောင်ရင်လေးထိုင်ကွ။ဟုတ်ကဲ့ဘွာ။ဘူးမြင်းကုပြည့်ခင်းမှဝဲထိုင်နေ။ငသွင်းကထန်းလက်ခုံလေးမှထိုင်နေတယ်။ရှင်ရွေးတော့ပါဦးတော့ โอเคဘူးမြေဖွားမဲ့စိန်ခဲ့ပြီးတဲ့ရင်းွေးချမ်းယူတော့တယ်။ရွာရင်းမှာတော့ဘူးမြေတရင်တွေမှုေးနေတာပဲ။လူတော့ခုမှမြင်ဘူးတယ်တော့။ဒီလိုပါပဲဗျာ။ကျုံလေးတရားဖွားမဲ့စိန်အကြောင်းတွေကြားသိခဲ့ရပါတယ်။ခုလိုမြင်တွေ့ရတော့ပိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ဗျာ။ဟောကျုံလာရဲ့ဗျာ။ဟောဒီမှာဖွားသမီးကျုံမင်းမအဖွားကြိုက်တဲ့နှစ်ပတ်ချင်းတုံလေးလာပေးခိုင်းလိုက်လို့ဟေးမောင်တို့ဒီမင်းမငါ့ကိုတွေ့ကြမှာပါဦးလေလား။ပါတာပေါ့ဗျာ။ တန်းနဲ့အကြီးတို့တုံယောက်ကမိဖို့တဲ့ဘာဝင်လောက်နေရတော့ဈေးဆရာယူထမင်းကျွေးကိုဖိတ်ထားလို့ပြင်နေတာဟဲ့ခြံဝိုင်းနဲ့ဝင်လာတဲ့မောင်တို့ကမိဖို့ရှိမှရက်ပြီးမိဖို့တွင်ရတော်ဝင်းနဲ့စကားရက်ပြောနေဘူးမင်းကမောင်တို့ကိုမြင်တော့အန်အိုးဟန်နဲ့ကြည်နေတယ်ပြီးတဲ့နောက်လက်ညှိုးထိုးပြီးအကူကြီးငော့ဝမ်တာအာရတန်နဲ့អော်ပြီးခေါ်လိုက်တယ်ဘူးမင်းတန်ကြောင့်ဖောမေစင်ဘူးမင်းကိုကြည်နေတယ်လို့မောင်တို့တော်အလက်လက်ချားနဲ့ဘေးဘီကိုကြည်နေတယ်အကူကြီးငော့ သူကမမမိဘူးလားဗျာဘူမြေမောင်တိုးနီးရောက်လာပြီးထပ်မိတယ်အဖိုးအဖိုးကသူ့ကိုပြောနေရလားမောင်တိုးအတန်ကြောင့်တဝင်းနေရှိညို့တော့မိဖို့တွေကထွက်လာတယ်ဘုံကြောင့်သားငသွင်းလေးဘူမြေနီးသွားပြီးတော့အဖိုးကကိုကြီးတူးနဲ့တိနို့လားကိုကြီးတူးဟုတ်လားမဟုတ်တာကွာသူ့နာမည်ကငအိုးပါကွာငါမေးအရွယ်တွေကသူ့နောက်အတူတူလိုက်နေကြတယ်ကောင်းကွယ်တိတာပေါ့ကိုကြီးငအိုးမှာကိုကြီးငအိုးပါကွယ်မဟုတ်ဘူးနော်ဘူးတခုခုတော့မှားနေပြီ သူကကိုကြီးတိုးပါဗျမမပေါ့ဆိုခွဲကိုကြီးငောကိုကြီးငထင်ရောဘဲမတော့တူတူမရှိကြဘူးလားမောင်တို့ဘူးမြဲမေးတာဘလို့ဖြေရမှန်းမသိပဲတောင်းတောင်းရင်သာရက်နေခဲ့တယ်အဖိုးကျုပ်တို့ကုပြေမှာရင်သွောထိုင်ရအောင်ကိုကြီးတူနေလိုက်ထိုင်လေရှင်ညူဘူးမြဲကိုတွေ့ပြီးကုပြေခင်မပြန်ခေါ်သွားတယ်မောင်တို့ကလည်းတူတူလိုက်လာတယ်ဘူးမြဲကမောင်တို့ကိုမြင်တော့တော်လေးဝမ်းသာနေဟန်ရှာတယ်ဘူးမြဲရဲ့မျက်နှာထက်ကပြုံးတွေကိုဘေးလူတွေနားလျက်ခန့်နေတယ် အဖိုးကျုပ်နေမယ်မောင်တိုးပါဗျကျုပ်ကဒီတောင်ထုံးရွာသားပါအဖိုးပြောရင်ငအောဆိုတော့ကျုပ်သိနေမသိဘူးကြားလည်းမကြားဘူးဟုတ်ပါတယ်အဖိုးမောင်ရင်ပြောတာလည်းနားလည်ပါတယ်ဒါပေမဲ့အဖိုးဝမ်းသာတယ်ကွယ်မောင်ရင်ရတော့အဖိုးမမမိလောက်ဘူးထင်ပါရဲ့အဖိုးနဲ့ကျုပ်ကဘယ်မှာစုံဘူးလို့လဲကျုပ်တို့တွေ့ဘူးလို့လားဗျမောင်တိုးဒီဘူကတို့ရောင်စင်းနာကူရဲ့ဘူးမြဲဆိုတာဟဲ့ဟုတ်လားရှင်ကျုံလေးကြားတော့ကြားမိပါတယ် အဖိုးကခုမှပဲမြင်ဘူးလားဒေါ်ဝင်းကကြားရဝင်ပြောတော့မောင်တိုးလဲစေးစရာကြီးဘူးမင်းဆိုတာသိသွားတယ်ဘူးမင်းကမောင်တိုးကိုကြည့်ပြီးပြုံးလိုက်တခါတခါသပင်းတွေကျလိုက်ရည်ရည်လေးဝဲလိုက်နေအမူအရာမျိုးမျိုးပြောင်းနေခဲ့တယ်ဒါအောင်နဘေးမှာကဲခန့်နေရဲ့ဖွားမယ်စင်ရဒီကဘူးမင်းကမောင်တိုးကိုဘယ်လိုများသိထားရလဲကျုပ်တို့မသိထားသေးတဲ့ကိစ္စများရှိနေတာလားဟာဖွားကျုပ်ဘာမှမဟုတ်တာလုံးမထောင်းတော့မောင်တိုးပြပြတလဲနဲ့ညင်းနေတယ် ဒဝင်းနဲ့ရှင်ညိုတို့သုံးယောက်ဘူးမြဲအတွက်ထမင်းဝိုင်းတော့မပြေးနိုင်သေးပဲရက်ကြည့်နေကြတယ်။မောင်ရည်ခဏနေပါဦးကွယ်။အပွားအရင်မေးစမ်းပြရစီအောင်။ဘူးမြဲကြည့်ရတာမောင်ရည်ကိုသိနေပုံရတယ်။ဒါကြောင့်ကျုပ်တို့တည်တည်နဲ့ကိစ္စဆိုရင်ပြောပြပေးပါ။ကျုပ်ပြောပြပါမယ်။ဒါပေမဲ့ထမင်းအရင်စားပြရစီအောင်။ကိုကြီးငေါ်လဲ။အေးမောင်ရည်လည်းအချိန်ရရင်မို့လား။ရရပါလေခင်ဗျ။အေးအေးဒါဆိုခဏစောင့်ပြီးအောင်။ဒဝင်းတို့ဘူးမြဲစကားကြောင့် သမင်းဝိုင်းအရင်ပြင်လိုက်ကြတယ်။သမင်းဝိုင်းပြင်ပြီးတော့ဘူမြင့်နဲ့ဘုံကြီးကျောင်းသားငသွင်တို့တူတူစားကြတယ်။ဝမ်မေစိန်ရှင်ညူနဲ့မောင်တိုးတို့ကုပြည့်ခင်မှာထိုင်ဆောင်နေတယ်။ဒေါ်ဝင်းနဲ့နန်းကျိုင်သမင်းစားနေသူတွေကိုနဘေးရနေရက်ခက်ပြီးလိုက်လိုအပ်တာတွေဖြည့်ပေးလိုက်နဲ့ဧကံပေးနေတယ်။ဘူမြင့်တို့သမင်းစားတာပြီးတဲ့ချိန်ရောက်တော့ကုပြည့်ခင်ကိုရောက်လာကြတယ်။ကဲအားလုံးသိချင်နေပြီထင်ပါရဲ့။ရှင်ရွေးလေးအရင်တောက်ပါဦး။ဖြည်းဖြည်းမှပြောလို့ရပါတယ်။ ကျုပ်တို့ရိစောင့်ပေးနိုင်ပါရဲ့တော့။ပွားမယ်စိန်စကားကိုဘူးမြဲကောင်းငိမ့်နေ။ကျုပ်ပြောပါအောင်မေ။ကျုံလေးခုနို့ကိုကြီးငအိုးနဲ့ပြန်ဆုံတွေ့ရတာတကယ်ကိုဝမ်းသာမိတယ်။ကိုကြီးငအိုးကတော့မမိမေမထင်ဘူး။ဘာလို့လဲဆိုတော့ "तू ကလူဝင်စားဟုတ်ဗျ။လူဝင်စားလို့ပြောရရင်ဟုတ်တယ်လို့လို့နဲ့မဟုတ်ပြန်မေဘူး။ဘာလို့လဲဆိုတော့သူတို့ညီကောဆုံးညီနောင်ဗျ။ဆုံးညီနောင်။ဆုံးညီနောင်။ရုံရခက်မရုံရခက်ကြီးဗျ။" ကျုပ်ဘာဆိုဘာမှမသိဘူးဖို့ရဲ့အဖိုးပြောပြမယ်မောင်ရင်လေးရဲ့အဖိုးရဲ့ကျေးဇူးရှင်ရဲ့ကိုကိုကြီးငါဩပဲကျုပ်ပြောတာမောင်ရင်လေးဟုတ်မဟုတ်ပြောပေါ့မောင်ရင်လေးရဲ့ပေါင်ပါဟောဒီလောက်အမှတ်လေးတခုပါဟုတ်ပါလိမ့်မယ်ဟုတ်သလားကိုပြန်ဘူးမင်းပြောတော့မောင်တိုးအန်ဩသွားတယ်သူ့ရဲ့ပေါင်မှာရှိတဲ့အမှတ်ကိုဘူးမင်းသေးချာသိနေတယ်မောင်ရင်လေးအန်ဩသွားတာဆိုတော့အမှတ်ကရှိနေတာပဲကိုကဲဒီတော့ကျုပ်ကဘာမေးကျင်ကြသေးနေအဖိုးပြောတာမှန်ပါတယ် ကျုပ်ရဲ့ပုံမှန်လေးအမှတ်လေးပါတယ်။အမေကတော့မွေးရပါအမှတ်လို့ပြောတယ်။ဒါဆိုရင်တော့ကျုပ်ပူသိကျင်သွားပြီ။ကျုပ်ကအဖိုးကငအိုးလို့ခေါ်တယ်နော်။ကျုပ်အဲ့ဒီငအိုးဆိုတဲ့လူအကြောင်းသိကျင်နေဗျာ။ကောင်းပြီလေအဖိုးပြောပြပါမယ်။စုံညီနောင်ဆိုတာခဏထားပါဦး။စုံညီနောင်ဘဝရောက်စီခဲ့တဲ့ကိုကြီးငအိုးတို့ရဲ့ဘဝလေးအကြောင်းကျုပ်အရင်ပြောပြပါမယ်။ဒီလိုနဲ့ဘူးမြတ်သူသိထားတဲ့ဖြစ်ပျက်ကိုပြောပြလာတော့တယ်။ရွှေနေမရမဲခင်းရွာဖြစ်တယ်။ ရွာရွာသေးလေးတွေပါဒီရွာမှာလေသူရင်ကလုတ်ကိုလောက်ကင်နေဒေါခင်ဦးနဲ့ဥကန်ဆိုသူတို့နေထိုင်နေဒေါခင်ဦးနဲ့ဥကန်ဝမ်းရည်အတွက်တပားသူရဲ့လေမှာသူရင်ကအလုပ်လုပ်ကင်ကြတယ်ငွေကြီးချိုးတဲ့သူတို့တဘာဝကျွေးမီတွေကလည်းရှိနေသေးတယ်တာရင်ငောဖေးစီကိုခဏလာပါဦးဟုတ်ပြီကိုကန်ရဲ့တာရင်ဖြစ်သူငောကအသက်အပြည့်25နှစ်အရွယ်ဖြစ်ပြီးတာငယ်ငထင်ရအသက်23နှစ်သာရှိသေးတယ် သားနှစ်ယောက်ကမိဘတွေပေါ်မှာတော်လေးချစ်ရှာတယ်။မိဘတွေအလုပ်ကိုသားကြီးဖြစ်သူငါဩကလိုင်လံကူညီတယ်လို့သားငယ်ငထင်ရတော့အိမ်မှာထမင်းချန်ဟင်းချက်တာဝန်ယူထားတယ်။ဒီလိုငွေကြေးစင်ရဲ့အပြင်မဲ့စိတ်အေးချမ်းပျော်ရွှင်ရတဲ့ငါဩတို့မိသားစုဘဝကိုဖြစ်စည်းမဲ့သူကလည်းရှိနေပြန်တယ်။မခင်ဦးတော့မခင်ဦးသူ့ခေါ်နေကြလား။အော်ရီးပန်းကိုမင်းတို့လဲလဲသွားတယ်ခမညအိမ်ဝိုင်းထဲမှာအော်ခေါ်နေတဲ့ဒေါ်ပန်းဟောင်ကြောင့် ။ငထိန်ထမေဦးတန်လန့်ပြစ်ချပြီးထွက်ပြောရတယ်။ဒေါ်ပန်းဦးမျက်နှာဥပြူတော့မလို့ညူမဲနေတယ်။ခါးယူထောက်ပြီးဒေါ်ခင်ဦးထံရောက်လာမယ့်ဒေါ်တာတွေငထိန်ထံရောက်လာ යි ။ဟဲ့ဒီမေရွှာတံမရမိသိန်းကိုတော့အကျွေးသွန်းဆက်တယ်။ငါကြတော့လာမပေးဘူး။ဒါပါသဘောလေ။ကျုပ်မေရပေးစရာရှိရလေးတွေလှစ်ဆက်တာပါအရေးရဲ့။နောက်တစ်ခေါက်ကြရင်တော့အရေးကိုသူဆက်မှာပါဗျ။လှစ်ဆက်တာဆိုရင်ငါ့ကိုအရင်ဆက်လေ။ခုကျတော့အမေကျော်တွေးတော်လွန်ဖြစ်နေတယ်ဟဲ့ ဒီလိုတော့လူချမ်းမကောင်းမပြောပါနဲ့ဗျာကျုပ်မရအရေးရဲ့ငွေကိုအလကားယူထားတာမှမဟုတ်ပဲနောက်ပြီးအရေးရလဲစေတနာရှင်ကြီးတို့အလကားချင်းငားထားတာမှမဟုတ်တာအမေရလဲအရင်သာလာမဆက်ပြက်တာတူးတော့မမှန်ပေးနေရပဲလေဘာပြောလဲနင့်လူကောင်းအများငါ့ကိုတခုမှခံပြန်ပြောနေရနင်မိပန်းကိုကြောင့်သိကျင်နေရလားဟမ်ဒေါ်ပန်းဝါငထင်းရဲ့စကားတွေကြောင့်ပူပြီးဒေါသထွက်လာ යි ဘာဖြစ်တယ်လဲငထင်းအော်ဒေါ်ပန်းဟိုဘေးဝမ်းရအရေးချို့လို့လင်မယားရောက်လာတယ် ကလေးကကလေးစိတ်နဲ့ပြောတာမလို့ခမရကပဲနားလေပေးလိုက်ပါငထိန်မင်းကလည်းလူကြီးကိုဒီလိုမပြောအောင်လေလေးဖေကျုံလေးမပြောချင်ပါဘူးဒါပေမဲ့ဒီမိမရကျုံမျိုးလူလေးချာအရှက်ရအောင်អော်ပြောနေတာဟဲ့နေမီအကျွေးယူလို့အကျွေးယူတယ်ပြောတာလေမပြောမခံချင်းမိပန်းအောင်နဲ့ကင်းအောင်နေကင်းအောင်နေချာဟဲ့သိလားနေမှာပါကျုံမျိုးခမရစီကနေနောက်ထပ်ထပ်ပြီးမချေးခိုင်းပါဘူးခမရစောင့်ကြည့်နေကျုပ်တော့တက်ပြီးခမရအကျွေးကိုရအောင်ဆက်ပေးမယ် အခုတော့ကျုပ်တို့ဝိုင်းနေခမရထွက်သွားအေးနေတော့တက်ပြီးအကျွေးမဆက်ခင်နေမေမသေးပါစေနဲ့တင်းဒီအကျွေးတွေနဲ့နေမေဘဝကူးကောင်းမယ်မထင်နဲ့ခမရဘာစကားပြောရလဲခမရဗျာဒီဖွားရောတေးချင်နေပြီထင်နဲ့ငါတေးမှာမဟုတ်ဘူးဟဲ့နေမေတေးမှာကျုပ်တို့တောင်းမှန်ပါရဲ့တော်ပန်းအောင်ရင်ဒီကလေးကကလေးစိတ်နဲ့မလို့ပြောတာပါဟေးငါထိန်မင်းကိုငါတားနေရမရှောင်းလားမင်းဒီလောက်ပြောရခက်လားဥပိနေတော်ချူတို့လင်မယားငထင်းကိုဆွဲပြီး ထိန်းတိုင်းတားကြပြီမေငထိန်နဲ့ဒေါ်ပန်းကိုရှံပွဲရသူတို့ဝင်တားလို့မရဘူးဒေါ်ပန်းကငထိန်ကိုစိုက်ကြည့်နေတယ်လို့ငထိန်ကလည်းဒေါ်ပန်းကိုစိုက်ကြည့်နေတယ်ဒေါ်ပန်းကဒေါသတကြီးတောက်ခောက်ပြီးတော့ဖနောက်တစ်ချက်မြေပေါ်ပေါက်ပြီးငါအကျွေးတွေကိုနေမေအာသူဝအတွက်ဂရုကထဲလိုက်တယ်လို့ပဲသဘောထားလိုက်နင်တို့လာမဆက်ကြနဲ့ပြောပြီးတော့ထွက်သွားတော့တယ်ဒီအဖွားကြီးတော့ကွာငထိန်မင်းကွာမင်းနေတော့ခက်တာပဲဘာခက်တာလဲလေးပြီး ကျုံမျိုးသူပြောသွားတာလေးပြင်းနဲ့အရင်ချုံလဲကြားတာပဲဟာသူပြောတိုင်းမပြောရအောင်ငထင်ရဲ့ဒီမိမကြီးကြောင့်မင်းဘာသိနို့လဲဒီမိမအောက်လန်းပညာတတ်တယ်သူပြောတယ်လို့မင်းမိတခုခုဖြစ်သွားမှာပဲငါတို့ကစိုးရင်လို့ပါယာဟုတ်လို့လားလေးပြင်းဟာသူများကြီးပြောတယ်မဟုတ်တန်းတဲ့စကားတွေလေးပြင်းကြားထားမိရထင်ပါတယ်ငထင်တရားဥဖေစကားကြောင့်အမေဖြစ်သူစိတ်ပူသွားတယ်ဟုတ်တယ်တိုင်းတားကလေးမလို့မသိတာဒီမိမအတော်လေးရုံညံနေအောက်လန်းပညာတဲ့ သူ့ကြောင့်ရုတ်တရက်တည်သွားရတဲ့သူတွေလည်းမနေတော့ဘူးတာရဲ့။ဒါဆိုကျုပ်ဘလို့လုံးဝမလဲလေးပြီ။အကြီးချူတောက်ပြောပါအောင်။အမေလေးအမေတခုအဖြစ်မှစိုးရိမ်လို့ပါ။မိမေလာမှကျိုးချောင်းပြောပြီးဒေါ်ပန်းကိုသွားတောက်မရမှာပေါ့။အရန်လေးစိုးရိမ်မနေပါနဲ့။ဥဖေရငထင်းကိုကြည့်ပြီးစိတ်မကောင်းစွာနှစ်သိမ့်ပေးရှာတယ်။ဒေါ်ချူကငထင်းရဲ့ထမင်းကိုသွားကြည့်ပေးခဲ့တယ်။ဥဖေနဲ့ဒေါ်ချူတို့လင်မယားသားသမီးဆိုတာမရှိဘူး။ငထင်းတို့ညည်းကို မွေးစားတွေအခုထိမ့်ပေးလာတဲ့သူတွေဖြစ်တာမို့ငအိုးနဲ့ငထိန်တို့ตาရင်လို့ချစ်ကြတယ်။အစိုးရဒေါ်ပန်းအောင်နဲ့ငထိန်တို့ရန်ဖြစ်တာကိုတခြားအင်းကြီးချင်းတွေကြားပြီမေဒေါ်ပန်းအောင်ကြောက်လို့ဘသူမှဝင်မစွဲရင်ဥဖေတို့လင်မယားငထိန်တခုခုဖြစ်မှစိုးရင်ပြီးဝင်သားခဲ့ခြင်းပဲ။နေတော်စောင့်နေပြီအမေတို့လည်းပြန်မလာသေးဘူး။ငထိန်တယောက်ထမင်းဝဲတင့်ပြင်းပြီးဖြစ်ပြီမေမိဘတွေနဲ့အကိုဖြစ်သူပြန်မလာသေးဘူး။ငထိန်သူတို့ပြန်မလာသေးဘူးလား။ ုတ်တယ်လေးပဲပြန်မလာသေးဘူးဒီတစ်ခေါက်ကဟိုဥက္ကစီဥတင်တောင်းရဲ့လဲဗျဘလောက်တောင်ခိုင်းနေလဲမသိပါဘူးဗျာဒီအချိန်ငထိန်ငထိန်ခြံဝိုင်းနဲ့အော်ဟစ်ပြေးဝင်လာရဲ့အောင်ခင်ကြောင့်ငထိန်အတော်ထိတ်နန့်သွားတယ်ဘာလို့လဲအောင်ခင်ဘာဖြစ်ရမလဲမိမိပိုးချင်းလို့ကွဟေးဟုတ်လို့လားအောင်ခင်ရဲ့ဒါစနောက်စရာမဟုတ်ဘူးနော်ကြုံမစပါဘူးအရေးချူရင်တကယ်ပြောတာပါအရေးခင်ကိုပိုးချင်းလို့ရွာဆေးစရာရောက်လေလေထီလိုက်ကြည့်နေတယ် အဲငထင်းကိုကြုံလာခေါ်တာတားငထင်းလိုက်သွားမယ်ပစည်းချိုကငထင်းကိုဆွဲခေါ်တယ်ငထင်းဒေါ်ချိုနဲ့ဥပေတို့ရဲ့ခေါ်ဆောင်မှုကြောင့်လိုက်ပါလာပြီမြင့်အသက်မပါတဲ့ခြေနှမ်းတွေမဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေနဲ့လိုက်ပါလာခဲ့ရှာတယ်တားငထင်းလဲရောက်တော့ဥကန်ကတားဖြစ်သူပြေးဖက်ပြီးတော့ငိုတယ်ဥဖေနဲ့ဒေါ်ချိုကတော့စေးစိုင်နဲ့လူတွေဝိုင်းကြည့်နေတယ်ဒေါ်ခင်ဦးအနီးကိုသွားတယ်အဖေအမေအမေဘယ်လိုနေလဲတက်တာလည်းမလားဖေး ။ယထိန်မီးတော့ဥကံဘာမှမပြေးနိုင်မင်း။ငိုတာငိုနေတော့တယ်။ညီလေးအခုအမေတက်တာလိုက်။ကျုံမင်းကြီးကဖေကဘာမှလည်းပြန်မပြော။အခုပြောစမ်းပါဗျာ။ညီလေးလာကွာ။မင်းကိုယ်တိုင်မကြည့်တော့ကွာ။ငအိုးကငထိန်ရဲ့လက်ကိုဆွဲခေါ်သွားတယ်။ဒေါ်ချိုကငိုနေတယ်။ဥဖေနဲ့ကျန်တဲ့သူတွေတပြင်းသာချပြီးစိတ်မကောင်းဖြစ်နေကြတယ်။ငထိန်ရှိမိတယ်။ဒါပေမဲ့လက်မခံနိုင်ဖြစ်နေတယ်။အမေကမင်းကိုယ်တိုင်ကြည်စမ်းမှညီလေးရ။လေတော်ရရပြချမ်းတစ်ချက်ပုံမှာလှဲနေတဲ့ ဒေါခင်ဦးကိုငထိန်ကြည့်လိုက်တယ်။တကူလုံးပြန်နှံ့နေပြီးမဆက်ကအမြုပ်ဖြူတွေအောင်ထွက်နေတယ်။ငထိန်ဝင်လာတဲ့အင်ဂျီကိုချုပ်ပြီးပြပြသလင်းနဲ့အမေဖြစ်သူနှကန်းထွက်နေတဲ့အမြုပ်ဖြူတွေကိုတုပ်ပေးတယ်။ငထိန်ရဲ့မျက်နှာထက်မှာမျက်ရည်တွေအပြည့်ပဲ။ဒါပေမဲ့ငထိန်အော်ဟစ်မငူ။ငအိုးကညီဖြစ်သူကိုဖက်ပြီးငူဆိုင်နေတော့တယ်။ဒါတင်းမထနိုင်လေ။ငူချလိုက်ပါအသားရဲ့။ငထိန်ကိုတော်ချုပ်ပြောပေးမယ်။ငထိန်ကောင်းခါရန်နေ။အမေကိုအိမ်ပြန်ခေါ်သွားမယ်ကို။ ငါဩကကောင်းရံပြီးအမေကိုအိမ်ပြန်ခေါ်လို့မရတော့ညီလေးအမေကရွာပြင်မှာဆုံးလို့ရွာလေးပြန်ခေါ်လို့မရဘူးလို့ပြောကြတယ်ဘသူပြောပြောဗျာကျောက်ကတော့အမေကိုအိမ်ပြန်ခေါ်သွားမယ်တကြီးအမေနဲ့တားရဲ့ရွာပြင်မှာဆုံးတဲ့သူရွာလေးပြန်ခေါ်လိုက်ရွာနာတယ်တဲ့ရထိန်တောက်ခောက်ပြီးလက်သေးချစ်ချစ်ပောင်းဆုပ်ထားတယ်အခုလူအမေလောင်တကြူရအောင်ကြကြထားရဲ့အမေအတွက်မကောင်းအမေဆုံးတာကြမ်းမကြသေးရကိုကျုပ်အမေကိုတရားတိုင်းလက်မလွတ်နိုင်သေးဘူး ဒါကြီးကကြုတ်တွက်လက်မခံနိုင်စရာကြီးညီလေးရာငေါညီဖြစ်သူကိုဖတ်တာရယ်ဥကံကလည်းတားနေအောင်နဲ့စုံသွားတဲ့မိမဖြစ်သူရဲ့လောင်းကိုကြည့်ပြီးမျက်ရည်တွေကျနေတယ်အဲ့ဒီနေရာဒေါခင်ဦးရဲ့လောင်းကိုရွာပြင်မှာမြုပ်နှံခဲ့တယ်အလောင်းကြီးချပြီးတော့ငေါနဲ့ငထိန်တို့ညီကိုတငယ်ချင်းတွေကချောက်မော့ပြီးအိမ်ပြန်ခေါ်လာခဲ့ရတယ်တပတ်မြာကြာတဲ့အထိငထိန်အိမ်မှာပဲငြိမ်နေခဲ့တယ်တညမှာတော့ငထိန်အိပ်ပျော်နေတဲ့ငေါကိုနှိုးပြီးအခုထထ ကျုပ်ပြောစရာရှိတယ်။နင်းညင်လေးအမေတည်ရတာမရိုးရှင်ဘူးကို။ဘာလို့လဲ။အမေတည်ရတာဟိုဆုံးမကြီးဒေါ်ပန်းအောင်ကြောင့်ဗျ။ကျုပ်နင်းနေညညာတေချာစဉ်းစားပြီးပြီ။အဲ့ဒီမိမကြီးကြောင့်ဆိုတေချာတယ်။အမေနဲ့အဲ့ဒီမိမကြီးကဘာရန်ညှို့ရှင်လို့လဲ။ငါအိုးကမေးတော့ညထင်အကိုဖြစ်သူကျောင်းဆောင်ရှင်းပြရင်။ဟာဒါဆိုဟုတ်တယ်ကို။အမေကကျုပ်ကြောင့်ဆုံးသွားတာ။ကျုပ်အပြစ်ကြောင့်အမေဆုံးရတာ။မဟုတ်တာညီနေရ။ မင်းကကလေးပဲရှိသေးတာဒါဒီဆုံးမှရှုံးမှလို့ဖြစ်ရတာကျုပ်ကတော့အမေအတွက်လက်စားချေးခြင်းနေဒါကြောင့်ကျုပ်စုံစမ်းထားတာရှိတယ်ဘာစုံစမ်းထားလဲကျုပ်အဲ့ဒီဆုံးမကိုသူ့လိုပညာနဲ့ပဲသူ့ပြန်တက်ချင်တာဒါကြောင့်ကျုပ်သိထားရဲ့ဥတိုက်ဆန်းဆိုရင်လူကြီးစီကိုပညာတော်တင်ရအောင်ဥတိုက်ဆန်းဒီလူရဲ့ဘယ်မှနေရလဲဒါတော့ကျုပ်တို့စုံစမ်းပြီးရှာမှရမယ်ဒီဥတိုက်ဆန်းဆိုရင်လူကြီးကအောက်လန်းပညာကြီးအတော်တက်မြောက်တယ် သူ့ဆိုစုံနေမော်တော်မကြည့်ဝင်ဘူးနဲ့ဒါဆိုရင်တော့ညီလေးသဘောပဲဒါပေမဲ့အဖေကိုဘယ်လိုပြောမလဲအဖေကတော့မပြောချင်ဘူးအဖေတိသွားရင်ကျုပ်တို့စိတ်ပူမှာနောက်ပြီးကျုပ်တို့သွားခွင့်ပေးမှလည်းမဟုတ်ဘူးဒါကြောင့်ဘာမှမပြောဘဲဒီအတိုင်းလေးပဲတိတ်တိတ်စိတ်သွားမယ်ဒါဆိုရင်လည်းညီလေးသဘောပဲအခုကတော့ငါညီတယောက်တည်းမလွတ်ရဘူးအဖေကတော့လေးဖေကိုစောင့်ရှောက်မှာပါကဲအခုတော့အဖေကိုကြောက်ရအောင်ငအောနဲ့ငထိန်တို့ညီကိုအိပ်ပျော်နေတဲ့အဖေဖြစ်သူဥကံကိုကြောက်ကြတယ် ဒီနာလွယ်အိတ်ကိုစီနဲ့အင်အားထွက်သွားကြတော့တယ်။ငအိုးနဲ့ငထင်ကအမေဖြစ်သူတွင်လက်စားချေဖို့အောင်လန်းကဝီဥတိုက်ဆံကိုလိုက်လံရှားဖွေဖို့ရွာထွက်ခဲ့ကြတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။